အလိုတန်းတွေလောပြနေတဲ့ပြပြထွေးရဲ့နောက်ွယ်ကအချင်းစရိုက်တွေကို ဖော်ကောင်လောက်ခဲ့တဲ့ဒရိုက်တာပြည်ဟင်းတီဟပရိသတ်များလုံးမမင်္ဂလာပါရှင့်ဘောင်းမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်အနုပညာရှင်တွေနာမည်ကြီးဆယ်လီတွေရဲ့ကင်မရာနောက်ွယ်ကမကောင်းတဲ့အချင်းစရိုက်တွေကိုဖော်ကောင်လုံးနေဒရိုက်တာပြည်ဟင်းတီဟကတော့ဒီတစ်ခါမှာတော့ပြပြထွေးရဲ့စိတ်ထားနဲ့အချင်းစရိုက်တွေကိုဖော်ကောင်လုံးလိုက်ပြန်ပါတယ် ဒီလိုမျိုးဒါရိုက်တာပြင်းတရားကဖော်ထုတ်လိုက်တဲ့ဖြူဖြူသွေးရဲ့နောက်ွယ်ကအကြောင်းတွေဟာဖြူဖြူသွေးကိုချစ်ခင်အားပေးကြတဲ့လူတွေအတွက်တော့လက်မခံချင်နိုင်စရာပဲဖြစ်ပါတယ်။လူအများစုကတော့အပေါ်ရန်အမြင်အရဖြူဖြူသွေးကိုဖြူစင်းတဲ့နှလုံးသားပိုင်ရှင်ပရိုက်တာနတ်သမီးအဖြစ်လူသိများပါတယ်။ဖြူဖြူသွေးကမရှိစင်းရဲ့သားတွေကိုအလူတန်းပေးတယ်လို့သဘောဝဘေးအန္တရာယ်ကြောက်တိုင်းမှာလဲရှေးဆောင်ကနေလူတန်းတတ်ပါတယ်။ ဖြစ်ဖြစ်တွေးရပြင်းခဲ့တဲ့နှစ်ရေဘေးမှာပါဝင်လူတန်းခဲ့သလိုအခုလက်ရှိကြားရောက်နေတဲ့ငလင်ဘေးမှာလည်းအကြီးအကျယ်လူတန်းနေရဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့သောလူတွေကတော့ဖြစ်ဖြစ်တွေးဟာအလူတန်းကိုဖမ်းပြပြီးတော့ကိုကြိုးစည်းဝါရှာနေရလို့ပြောကြတာတွေရှိပါတယ်။အထူးသဖြင့်ဖြစ်ဖြစ်တွေးကဘယ်နေရာကိုဘာဝဲသွားလို့လူကင်မရာတကားကနေလူတန်းလေးရှိပါတယ်။ဒါအပြင်လူတန်းတဲ့ခါမှာလည်းသူလူတဲ့အကြောင်းကိုကြွားဝခြင်းနဲ့စိတ်တွေရှိရလို့ဆိုကြတာပါ။ ဖြစ်ဖြစ်တွေးရဒုက္ခရောက်နေတဲ့လူတွေကိုလှူဒန်းတဲ့နေရာမှာငွေတွေအများကြီးလှူကြောင်းပေါ်လွင်အောင်လို့9000တန်1000တန်တွေမတုံးမင်း1000တန်အုပ်ကိုသုံးတာတွေအလူငွေလက်ခံတဲ့လူတွေကိုဓာတ်ပုံရိုက်ခိုင်းတာဓာတ်ပုံအရိုက်မခံရင်မချေမငံပြောပြီးတော့စိတ်ဆိုးတာတွေရှိရလို့ဆိုပါတယ် ဒါအပြင်ဖြူဖြူထွေးကပြေခဲ့တဲ့ရက်ပိုင်းမှာကြောက်စဲကငလင်တန်းကြောင့်ပြိုကျပြီးတော့အသက်ဆုံးရှုံးသွားခဲ့ရတဲ့ Brigit မူဂျိုချောင်းကကလေးတွေရဲ့မိဘတွေထံကိုသွားရောက်ပြီးတော့ငွေလူတန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါမှမဟုတ်လည်းဒီလိုလူတန်းတဲ့နေရာမှာဖြူဖြူထွေးဟာ လူကျင်တာကနေနဲ့သူ့ရဲ့ဗီဒီယိုတွေပေါအောင်လို့ကလေးတွေရဲ့မိဘတွေကိုမငုံငုံအောင်ဝမ်းနည်းအောင်လုပ်တာကများများဖြစ်နေပါတယ်။အထူးသဖြင့်တော့ပြည်ပြည်တွေးကသူမရဲ့အလူဗီဒီယိုတိုင်းမှာလူတွေကသူမကိုစေတနာရှင်မြတ်တာရှင်မကြီးအဖြစ်ပုံဖန်ပြီးတော့ရိုက်ကူးလေးရှိပါတယ်။ဒါကြောင့်ပြည်ပြည်တွေးကအလူကိုဗန်းပြပြီးကိုကျိုးစည်းဘွားရှာဖွေသူတအူးဖြစ်ဝေဖန်မှုတွေရှိနေပါတယ်။အခုတစ်ခါမှာတော့ဒါရိုက်တာပြည်ဟင်းတီဟာကပြည်ပြည်တွေးရဲ့ကင်မရာနောက်ကွယ်ကမကောင်းတဲ့အကျဉ်းစရိုက်တွေကိုဖော်ကောင်လုပ်လိုက်ပါတယ်။ ဒေါ်ရိုက်တာပြည်အင်းတီဟာရဲ့အဆိုအရတော့ဖြူဖြူထွေးကနာမည်စတင်ကြီးလာစင်မှာကလေးကအကြီးကိုအကြီးမန်းမသိပဲငါကအောင်မြင်တဲ့လူတီများတဲ့ဆယ်လီဆိုပြီးတော့အနုပညာရှင်သမားအစ်စ်တွေအပေါ်မှာတောင်းမောင်မမဆက်ဆံလေးရှိရတဲ့တူလို့ဆိုပါတယ်။ဒါကြောင့်လည်းဖြူဖြူထွေးကိုအနုပညာနဲ့ရုပ်ရှင်လောကတစ်ခုလုံးကဖယ်ကျင်းထားကြတာဖြစ်ကြောင်းသိရပါတယ်။ဒီလိုဖယ်ကျင်းထားပြီးမှတော့ဖြူဖြူထွေးကပရိသတ်တွေရဲ့အားပေးမှုခံမရထားတဲ့သူ့ကိုယ်သူမေတ္တာရှင်မှစေတနာရှင်မှပုံစံနဲ့ပရိသတ်အားပေးမှုရေရှည်တည်မြဲအောင်ထိန်းထားတယ်လို့ ဒါရိုက်တာပြင်းဟင်းတရားကထောက်ပြခဲ့ပါတယ်။အထူးသဖြင့်နောက်ပြပြထွေးကအလူတန်းလုံးရမှာကင်မရာတကားကနေသူမနာမည်ကောင်းရအောင်လုပ်နေရလို့ဆိုပါတယ်။ဒါအပြင်ပြပြထွေးကအစောပိုင်းမှာမီဒီယာတွေကိုလည်းစီရင်ပြီးတော့သူမနာမည်ကြီးစေမဲ့မိကွန်းတွေပရိသတ်တွေသဘောကျစေမဲ့ပုံစံမျိုးတွေနဲ့အင်တာနက်ကိုလွှမ်းမိုးချုပ်ကန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။အင်တာနက်ပေါ်မှာတော့ပြပြထွေးကသူ့ကိုယ်သူမြေတားစေတနာရှင်တဦးဖြစ်တယ်လို့ဟန်ဆောင်နေခဲ့ပေမဲ့အပြင်လောကမှာတော့ပြပြထွေးတယောက်ဘလောက်ထိမောက်မှာရိုင်းဆိုင်တယ်လဲဆိုတော့ ဆက်ဆံစကားပြောမှုတဲ့သူတိုင်းတည်ချောင်းဒါရိုက်တာပြည်ဟင်းတရားကဖောက်တယ်ချလာတာဖြစ်ပါတယ် ဒါပြင်ဒရိုက်တာပြင်းင်းတရားကဖြစ်ဖြစ်တွေးဟာ GE စစ်မြေပြင်အင်ဂျင်နီယာတက်ကပုံမှုတရားနဲ့ချစ်ကြိုက်အပြေးမှာဒီလိုမျိုးချမ်းသာကြွယ်ဝလာတာဖြစ်ကြောင်းဖော်ကောင်းလုပ်ခဲ့ပါတယ်။ဒါမှပြင်းင်းတရားပြောသလိုမျိုးဖြစ်ဖြစ်တွေးရဲ့အကျဉ်းစီရိုက်ကတကယ်ပဲဆိုဝါနေသလားဖြစ်ဖြစ်တွေးကိုပုံကိုရင်မုံတိမှုနဲ့ပြောဆိုသလားဆိုတာတော့မသိနိုင်ပါဘူး။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖြစ်ဖြစ်တွေးကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။